ီကူအားလုံးမင်္ဂလာပါဗျာစကတ်တေး YouTube channel နဲ့ကျွန်တော်ကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်ဒီနေ့ညီကလေးတို့ဆိုက်ကြိုက်တပွဲကောင်းလေးလို့ရှိတယ်အဲ့ဒါတော့ကျွန်တော်ညမာဆန်တော်ဒီတနအိခွဲပေါ့နော်ဘိုင်မြူးနစ်ကွင်း arena ကွင်းမှာကံမဲ့ Nation League final ပွဲပေါ့နော်ပေါ်တူဂီနဲ့စပိန်တင်တို့ရဲ့ပွဲစဉ်လေးဖြစ်ပါတယ်ဗျာကျွန်တော်တို့ ပွဲကြို30ချက်လင်းပြောပြသေးခင်ကျွန်တော် Nation League ရဲ့ပထမဆုံးချန်ပီယံပါเนาะပေါ်တူဂီသင်းရတော့2019မှာပေါ်ဆွဲထားပြီးတော့ကျွန်တော်စပိန်ပေါ့နော်စပိန်က2023မှာချန်ပီယံဖြစ်တာပဲပေါ့နော်ဒီနှစ်သင်းလုံးကကျွန်တော် Nation League ကိုတယောက်တစ်ချိန်စီရရှိထားတဲ့အသင်းတွေပေါ့နော်ပြောရမယ်ဆိုရင်တော့ကျွန်တော်ဒီပေါ်တူဂီသင်းနေနဲ့ဒီအဓိကကစားသမားပေါ့နော်ရော်နယ်ဒိုနေနဲ့ရတော့ခုဘိုလိုပွဲမှာကျွန်တော်တို့ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီကစားသမားဘဝပေါ့เนาะနောက်ဆုံးအနားမြူခင်မှာဆိုရင်တော့အမျိုးမတ်တိုင်တစ်ခုလို့မတန်းထိုးနိုင်မှာပေါ့เนาะစပိန်သင်းမှာလည်းကျွန်တော်တို့ဒီခြေစမ်းပြနေတယ်เนาะလမိုင်းရမယ်အနေနဲ့ကလည်းကျွန်တော်ဘာစီလိုနာသင်းနဲ့အောင်မြင်မှုတွေကိုရယူနိုင်ခဲ့ပြီးတော့ခုလက်ရှိကျွန်တော်နိုင်ငံကလပ်ဖြစ်တဲ့စပိန်သင်းနဲ့အောင်မြင်မှုတွေယူသွားမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ဗျာ ကျွန်တော်ခုလက်ရှိပေါက်ဈေးပေါ့နော်ကျွန်တော်လက်ရှိခုပေါက်ဈေးနေနေရတော့စပိန်ဘက်ကတီရှုံးပေးထားပြီးတော့ဂိုးပေါင်းဈေးနေနေရတော့ကျွန်တော်၃လုံးပလတ်50ပေးထားရပေါ့နော်ဒီ head to head မှာဆိုရင်တော့ကျွန်တော်နှစ်သိန်းသွေးဆုံမှု5ချိန်ရှိရပေါ့နော်5ချိန်မှာဆိုရင်တော့ကျွန်တော်ဒီစပိန်သိန်းကတော့တစ်ချိန်နိုင်နေရတယ်ကျန်တဲ့အချိန်တွေကတော့ကျွန်တော် draw ပေါ့နော်တီသွားသခဲ့လို့ပြောလို့ရရပြပြီးတော့ ကိုပေါင်းစေးပေါ့နော်ကိုပေါင်းစေးကလည်းကျွန်တော်တစ်ချိန်ပဲကိုပို့ထားတယ်ကျွန်တော်လေးချိန်လောက်ကိုအောက်ထားရပေါ့ဒါကြောင့်ဒီနေ့ကိုပေါင်းစေး3ပလက်50ကစပိန်ခုလက်ရှိခြေစမ်းပြနေတဲ့ပုံရဆိုရင်တော့ကိုပေါ်တော့သွားနိုင်တယ်ဒါပေမဲ့ကျွန်တော်ကတော့ညီကိုတို့တဲ့ဒီစပိန်နဲ့ပေါ်တူဂီကိုပြန်ဘော်ဒီတွေကတခုလို့ရွေးချက်ပေးမယ်ပြပါလို့ဆိုတော့ကျွန်တော်ဒီစပိန် အသင်းနေနေရကျွန်တော်တို့ဒီတရားရှုံးပေးရဲတယ်ဆိုတာကတော့ကျွန်တော်တို့ဒီပေါ်တူဂီကိုလုံးဝနိုင်သွားမယ်လို့လို့ကျွန်တော်ကတော့မြင်မိတယ်ဘာလို့လဲဆိုတော့တရားရှုံးကြည့်ရကျွန်တော်တို့ဒီ final အဆင့်မှာတော့အရန်တော့ပြင်းနေပြပုံမှန်ဆုံးကျွန်တော်တို့တရား90လောက်ပဲပေးမယ်လို့ထင်တယ်ဒါပေမဲ့ဒီနေ့ဖွင့်လင်းတဲ့ဒီတရားရှုံးနေနေရတော့စပိန်သင်းနေနဲ့ပေါ်တူဂီကိုလုံးဝအနိုင်ကံဖို့အတွက်လုံးဝဘူဂီလုံးဝဖွင့်လင်းပေးထားတယ်လို့ကျွန်တော်ကတော့မြင်နေပါတော့เนาะကျွန်တော်ရဲ့ တုံးသက်ချက်ပေါ့เนาะဒါကြောင့်ဒီညူကိုလို့လည်းကျွန်တော်ဒီနေ့ရွေးချက်ပေးมาဆိုရင်တော့ကျွန်တော်စပိန်ဘော်ဒီတော့ကျွန်တော်ပူကြိုက်တယ်ဂိုးပေါင်းစေးကတော့ညူကိုလို့အနေနဲ့ကစားခြင်းနဲ့ညူကိုတွေကတော့ကျွန်တော်ဂိုးပေါ့တော့နေတော့နေပါเนาะဘာလို့စပိန်လက်ရှိဈေးတန်းရောကျွန်တော်တို့ဒီလက်ရှိဖွင့်တဲ့3.50ကတော့ကျွန်တော်တို့ဒီဂိုးပေါ့3လုံးတော့သွားမယ်လို့တော့ပြောလို့လို့ရရပြဒါကြောင့်ကျွန်တော်တို့ညူကိုအနေနဲ့ကတော့ကျွန်တော်တို့ဒီကျွန်တော်ရဲ့တပွဲကောင်းရွေးချယ်မှုကတော့စပိန်ဘော်ဒီတော့ကျွန်တော်ကြိုက်ပါပြီဗျ ညီတို့အနေနဲ့ကျွန်တော်ရဲ့ channel လေးကိုပေါ့နော်ဒီ Scottish channel လေးကို like and subscribe လေးတွေနဲ့အားပေးပါအောင်ပြကျွန်တော်ဒီ Telegram channel လေး free tip ရှိရပေါ့နော်အဲ့ channel လေးကိုကျွန်တော်ဒီ comment လေးမှာကျွန်တော်ချပေးထားပါရယ်နော်ဒီ free tip channel လေးမှာဆိုရင်တော့ကျွန်တော်ကိုယ်တိုင်ကစားတဲ့ပွဲကောင်းလေးကိုကျွန်တော်နေ့တိုင်း free tip လေးတင်ပေးပါရယ်နော်ဒီ channel ကိုလည်း join ထားလိုက်ပါဦးပြအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ